မေဆု၏အကျဉ်းဆံဘဝတစည်းတစောင်းမြမစစ်အာဏာရှင်ဗိုလ်ချုပ်ကြီးများအဖို့လူလူ၏လေးစားချစ်ခင်ရသောနိုင်ငံကောင်းဆောင်တဦးအားထောင်သွင်းအကျဉ်းချထားသည်ဆိုသောတစ်ချက်နှင့်ပင်၎င်းတို့အားလူလူ၏ဦးရေအသေးသေးကရွှန်ရှာမုန်တီးခြင်းကိုခံနေကြရပြီဖြစ်သည် နိုင်ငံတကာ၏အမြင်တွင်လည်းအသက်80အရွယ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တဦးအားလောက်ကျန်လေးစေထားသော ပြည်မှုမျိုးစုံဖြင့်ထောင်သန်း130နီးပါးလောင်ပိတ်ထားရန်ကြံစည်နေမှုကြောင့်တိတ်ခါတပြားသားမှပင်မရှိတော့ပေ။တရားဝင်အုပ်ချုပ်ပိုင်ခွင့်မရှိတော့ဟု ယူဆထားကြ၍၎င်းတို့၏လက်ပါစီများအားကုလသမဂ္ဂအဆောက်အအုံထဲသို့ပင်အဝင်မခံကြတော့ပေ။ ထို့သူပြည်တွင်းပြည်ပကသဘောထားနေကြသည်ကိုစစ်ဘိုလ်ချုပ်ဆိုသူများကကောင်းစွာသိနာလည်ထားပြီးဖြစ်သည်သို့သော၎င်းတို့သူမအပေါ်ကြောက်နေသည့်စိတ်ကိုမိသူမြတားစေ၍မရဖြစ်နေကြရှာသည်ထို့သို့ကြောက်သည့်စိတ်ကလည်းအခုမှ ပေါ်လာကြသည်မဟုတ်သူမဟာဒီနိုင်ငံကိုခြေချလာခဲ့တဲ့ကတရေတီလာကြခြင်းဖြစ်သည်မင်းအောင်လိုင်းအဖို့ကဆရာဆရာကြီးများကပင် ကြောက်ခဲ့ရခြင်းတွင်၎င်းအဖို့မကြောက်ဘဲနေရမည်လော့ ထိုကြောက်စိတ်ကိုအကျန်းဖတိနည်းဖြင့်ဖြေရှင်းရန်ဆုံးဖြတ်လာသည်။ဆရာသမားများကအလျှော်ပေးခဲ့လွန်၍ဖြစ်သည်ဆိုသောလူမိုက်တယောက်၏အတွေ့အကြံသူတို့ထက်ပိုကျန်းပြမည်ဆိုကပြင်ပကဘာနှင့်အပြီးအပိုင်အဆက်ဖြတ်လိုက်တော်သည်။သို့သော၎င်းသည်အထက်တွင် ဆိုခဲ့သည့်အတိုင်းအားလုံး၏ရွှန်ရှာမုန်းတိခြင်းကိုခံရသည်သာအဖက်တင်သွားခဲ့သည်။ ပြည်သူကောင်းဆောင်အမျိုးသမီးကြီးကအရင်ဘူတန်းရွှေခေတ်ကလေးကပင်သူမ၏လှုပ်ဖော်ကိုင်းဘက်ရဲဘော်များကဲ့သို့သာထားပါဟု အခွင့်ရတိုင်းတောင်းဆိုနေခဲ့သူဖြစ်၍သူမချားနာလားသူမ၏လူရင်းစံနာပင် ပြေဝသွားသည်ဟု ပြောရမည်ဖြစ်သည်သို့သောပြည်သူများ၏စိတ်တွင် အသက်အရွယ်ရလာပြီဖြစ်သော၎င်းတို့၏ခေါင်းဆောင်အတွက်စိုးရင်ပူပန်လာနေကြသည်မြည်သူနှင့်မြလည်းတွေ့ကွင်မရဘာတဲ့င်းမှလည်းမကြားရဖြစ်နေသည် သို့သောအသက်80ပြည့်မွေးနေ့မတိုင်မီလေးတွင်ပင်2024ခုနှစ်အစောပိုင်းကာလသူမ၏နေစဉ်လှုပ်ရှားမှုမှတ်တမ်းအပြင်သို့ပေါက်ကြားလာခဲ့သည်နိုင်ငံရေးတွင် တိုက်ဆိုင်မှုဆိုသည်မရှိ ဟုသောစကားအတိုင်း၎င်းတို့ကိုယ်တိုင်ပင် ကြားရောက်လာလက်တန်သောပြည်တွင်ရှုံချခံရတော်မူအရေးကိုသက်သာလို့သက်သာညာထုံ့နှံ့ခဲ့လေသလားမြို့တော်ပင်ဆိုစီပြည်သူရင်ခွင်အဖွဲ့မှရရှိသွားခဲ့ရည် ဂျွန်ဆန်းစုကြည်လွမြောက်ရေးဥဆောင်တိုက်ပွဲဝင်နေသည့်လန်ဒန်ရှိ The Guardian သတင်းစာတိုက်ကြီးထံပေးပို့ခဲ့၍တကဘာလုံးတည်ခွင့်ရလာခဲ့သည်အဆိုပါမှတ်တမ်းသည်2024ခုနှစ်ဇန်နဝါရီမှဖေဖော်ဝါရီကာလအတွင်းနိုင်စင်လှုပ်ရှားမှုများမှတ်တမ်းတင်ထားသည့်ကိုတွေ့ရသည်။ရင်းနှင့်အတူ2022ခုနှစ်တရားရုံးထုတ်စဉ်ကရိုက်ကူးထားသည့်မှတ်တမ်းဗီဒီယိုများလည်းပါသည်။ထိုဗီဒီယိုများထဲတွင်အဖြူရောင်ရှက်အင်းကြီး အနေအောင်ချမိန်ကိုဝစ်ပြီးထိုင်းနေသည်ခိတခဏထရက်စင်တွင်လက်ထဲ၌ဖိုင်တစ်ခုကင်ထားသည်ကိုတွေ့ခဲ့ရသည်ဒေါန်စန်းစုကြည်သည်မနက်၄နာရီခွဲတွင်အိယာမှထားသည်ည၈နာရီခွဲတွင်တနေ့တာလှူရှားမှုပြီးဆုံး၍အိယာဝင်သည်ဟုပါရှိသည် တနေ့တာလှူရှားမှုများတွင်တနာ yı ခန့်တရားထိုင်ခြင်းပဋိစိတ်ခြင်းနှင့်မနက်စာနေ့လယ်စာညစာဟု၍၃ချိန်စားတော်သည် မနက်စာတွင်ကြက်ဥမကြက်တကြက်ပြုတ်နှလုံး နေလစာကိုတော့ခက်မြတ်များစသည်ခက်မြတ်များဆိုတော့လေသမဲနှစုံခန့်စက်တာငဆုပ်ဟင်းညိုချောကလက်နှစ်တုံးငကမောက်သီးနှလုံးဖြစ်ပြီးညစာကိုဟင်းညိုနဲ့ပေါင်မုံထားစသည်ညနေပိုင်းတွင်အခန်းပတ်ပတ်လေလမ်းလျှောက်လေ့ကျင့်ခန်းလုပ်သည်ကြံချိန်များတွင် သူမ၏ဥပဒေရေးရာအတိုင်းအမြန်များပေးပို့ထားသည့်အင်္ဂလိပ်နှင့်ပြင်သစ်စာအုပ်များကို တကုတ်ကိုဖတ်ရင်းအချိန်ကုန်လွန်စေသည်ဟုမှတ်တမ်းများတွင် ပါရှိလာခဲ့သည် ကျမ်းမာရေးဆောင်ရှောက်ခံရမှုနဲ့ပတ်သက်ပြီးအပရိကတမန်ကရှန်ကားများသာ ဖြစ်နေသည်ကိုတွေ့ရသည်ဟုဆိုသည်ဆိုလိုသည်ကပုံမှန်စစ်ဆေးခြင်းမျိုးမရှိဘဲတခုခုဖြစ်မှဆေးထိုးဆေးတိုက်လုပ်ခြင်းမျိုးသာဖြစ်သည် အထူးသဖြင့်တရက်တွင် အခန်းအပူချိန်32ဒီဂရီဆယ်လ်ဆီယပ်ရှိသည်ဟုပါရှိသည့်အတွက်လေအေးပိစက်မရှိဟုယူဆရပြီးခန္ဓာကိုယ်အတွင်းရေဓာတ်ခန်းချောင်မှုနှင့်အပူရွှေခြင်းတို့ဖြစ်ပေါ်နိုင်၍စိုးရိမ်စရာဖြစ်လာရသည် မှတ်တမ်းနဲ့မပတ်သက်သောအကျဉ်းအောင်သတင်းရက်ကွက်တစ်ခုကမူသူမ၏နေထိုင်မှုပုံစံသည်ရခင်လိုပင်တိမ်မွေ့မှု ရှိနေတော်လဲပြောင်းလဲလာသည့်လက္ခဏာများတွေ့လာရသည်ဟုဆိုသည်ပန်းပန်ခြင်းမျိုးမလိုအပ်တော့၍ဟုဆိုကဆွန့်လွတ်ထားသည်ကိုလည်းတွေ့ရသည် အစိုးရကအကောင်အဖြစ် ယနေ့လူငယ်များသည်ဒေါအောင်ဆန်းစုကြည်ရင်ဆိုင်ခဲ့ရသော အခက်အခဲများကို သိရှိသဘောပေါက်လာကြမည်ဖြစ်သည်နှင့်အမျှသူမ၏ကိုချင်းတိတ်ခါနှင့်တတ်တည်ရှိရှိရဲဝံ့စွာရင်ဆိုင်ခဲ့မှုများသည်ဒီမိုကရေစီအရေးအတွက်တန်ဖိုးမဖြစ်နိုင်သည့်အတူယူစရာများအဖြစ် ယူဆလာကြ၍တိုင်းပြည်အတွက်ခေါင်းဆောင်ကောင်းများပေါ်ထွက်လာတော့မည်ဖြစ်သည်မင်းအောင်လိုက်အဖို့ကပြည်သူတရက်လုံးဤအမုံဆုံးလူသားပွဲကိုအာနာနဲ့လဲလေလိုက်ပြီးဖြစ်ပြီး ိုင်းပြည်ကိုရရရနိုင်လင်အုပ်ချုပ်ရေးရပြီဟုယူဆကာမိုက်တွင်းနေနေစေပင်ဖြစ်သည်2023ခုနှစ်အတွင်းထိုစင်ကကမ်ဘောဒီးယားဝန်ကြီးချုပ်ဟွန်စင်ပြောခဲ့သည်ကိုယနေ့တိုင်အမှတ်ရနေစေဖြစ်သည်ဖနွမ်ဘန်မြို့ရှိရေတန်စက်ရုံဖွံ့ဖွဲအခမ်းအနားတွင်ပြောကြားခဲ့သည့်မိန့်ခွန်းထဲတွင် ချိုဆက်ရုံအတွက်ပနက်ရိုက်အခမ်းအနားကိုမြန်မာပြည်တွင်ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းအာနာသိန်းဒီနေတွင်မိမိတက်ရောက်ခဲ့ရာယခု ပထမအဆင့်ဆက်ရုံကြီးအောင်မြင်စွာပြီးစီးခဲ့ပြီဖြစ်သည်မြန်မာသည်ချိုကာနာအတွင်ပါရီများဖြစ်ဖြစ်မြောက်မြောက်အောင်မြင်အောင်လုပ်ခဲ့ပြီးပြီလေဟုမိမိမိကွန်းထုတ်လို့ကြောင်းထဲ့သွင်းပြောဆိုသွားခဲ့သည်ဟုဖနမ်ဘန်ပို့စ်သတင်းစာတွင် ရေးသားထားသည်နောက်နှစ်နှစ်အကြာယခုအချိန်လဲတွေးထွက်အောင်မှန်းနေစေဖြစ်သည် တခါတည်းရန်တွင်မိမိဘက်မှအစိုးမြင်စိတ်ရှိနေရများလားဟုတန်တရားဖြစ်မိသည် ထို့အတွက်စာဖတ်သူများအားအကူအညီတောင်းလိုပါသည် အခြားတော့မဟုတ်ပါမင်းအွန်လိုင်းလို့စစ်အုပ်စုထုတ်ပြန်သော အမိန့်များလောက်ရံများကြောင့်စိတ်ထဲတွင်အသက်ရှူချောင်းသွားပြီးစိတ်ချမ်းသာကိုချမ်းသာဖြစ်သွားခဲ့ရသည်များတခုတလေရှိခဲ့ပါကကျွန်တော်အပါအဝင်အများသိအောင် comments တဲတွင်ထည့်ရေးပေးကြပါရန်မေတ္တာရက်ခံအပ်ပါသည်လူတယောက်သည်အမြဲတမ်းစိုးမနေနိုင် ကောင်းကွက်တကွက်တလေးတော့ရှည်စမြဲပြမဟုတ်ပါလား။ဟွန်စင်ဤစကားကို ကျွန်တော်လည်းမခံခြင်းခြေပခြင်းနဲ့မိသည်။ပြည်သူတို့၏တရားသောတွန်းလှန်စစ်မဟုတ်ချအောင်ရမည်။ဟုတ်ကဲ့ပါရှင်။အခုနားဆင်ခဲ့ကြရတာကတော့2025ခုနှစ်ဇန်လ19ရက်နေ့မှာဆရာလဆိုးဝီရေးသားထားတဲ့အမေစုရဲ့အကျဉ်းဆံပုံကတစီတစောင်းဆိုတဲ့စောင်းမလေးပဲဖြစ်ပါရဲ့ရှင်။ နားဆင်ကြတဲ့သူများရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်ကျမကတော့ ND ပါ